ဧရာဝတီတိုင်းဒေသကြီးပသိမ်ခရိုင်ငပူတော်မြို့နယ်မော်တင်စွန်းဖရားပွဲမှာစွမ်းတပင်အနေနဲ့တွားရောက်ဖျော်ဖြေခဲ့တဲ့စွမ်းစာနီနဲ့အဆိုတော်ဆိုတီမင်္ဂလာပါပရိသတ်ကြီးရင်တပေါင်းလာဇန်တရရနေ့ကနေစတင်ကျင်းပနေတယ်။ငပူတော်မြို့နယ်မှာရှိတဲ့မော်တင်စွန်းဖရားပွဲကိုတော့စွမ်းစာနီကောင်းဆောင်နဲ့စွမ်းတပင်ကတွားရောက်ဖျော်ဖြေအခမ်းပေးနေတာပဲဖြစ်ပါတယ်။ ဇမင်းသားဆွမ်းစာနီဟာဇမကတော့ပဲရနာထားခဲ့တာနှစ်အတော်ကြာပြီးမှအခုလိုပြန်လဲကပြဖျော်ပြပေးခဲ့တာဖြစ်ပြီးအခုမော်တင်ဆွန်ဖျားပွဲမှာဖျော်ပြတာကတော့ဒုတိယမြောက်ပွဲလေးဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကရန်ကုန်တိုင်းဒေသကြီးတောင်ဥကလာပါမြို့နယ်မှာဖျော်ဖြေပေးခဲ့တဲ့စွမ်းစာနီတို့တပင်အဖွဲဟာလာရောက်သူတွေများပြားလွန်လာတာကြောင့်ရုံးပွင့်တဲ့အထိအောင်မြင်ခဲ့လာလေဖြစ်ပါတယ်။ ယခုမော်တင်စွန်းဖျားပွဲမှာလည်းစွမ်းစာနေတဲ့အတူဇက်တပင်အဖွဲသားတွေစုံကြီးစွာနဲ့ကပြဖြောပြပေးနေတာဖြစ်ပြီးအဆိုတော်ဆုတေးလည်းပါဝင်လာခဲ့တာဖြစ်ပါတယ်။ sang it, you will get to the

နဲ့မောင်နဲ့မေနှောင်ဖွဲ့စီကစတိုင်ကရှုံးရခိုင်မောင်ဖို့ဟာအဲ့လိုပြောရင်မေးရောမလားမေးမေးနာဟာတောင်းလို့ရခဲ့ဆရာဘလူးကိုခေါ်လာဘုံကနာလေးကလည်းဒီကခိုင်ခိုင်ပြောပြလိုက်တော့ဘေးကငါ့ကိုရခိုင်လို့ပြောလာဟုတ်တယ်အဲ့ဒါပြီးရခိုင်လို့ဝေးငါမြစ်တာပို့လိုက်မယ်လို့လရှိမြစ်တာပို့လိုက် လူလူလီပတ်စံချင်းတချင်းတချင်းဆိုရင်ကျွန်တော်တော့ရခိုင်နဲ့မင်းနာပါဆိုချင်တယ်ရတယ်ကျွန်တော်မပြောဘူးကြီးလေးကိုထက်အောင်ရေဆိုတော့အတန်လေးနည်းနည်းအတန်လေးဝင်သွားလို့ဝင်သွားလို့ဟာအတန်ဝင်သွားလို့အတန်ဝင်သွားလို့ ဘာလဲတော့ခုံးနေတာမလားဒီကောဒီကောကတော့ကောင်းလို့မခုံးရဘူးခင်ခင်အေးပေးပေးပေးဆောင်းပေးရပြီဟောမောင်ပြရလိုက်တိလိုက်ရအားမှမပြောရဘူးမသားလေးတိနေတကယ်ရဟောဒီနှစ်ဖုံးကဒီထောက်ထောက်နဲ့လောက်ဆိုရင်